ဲမြန်မာပြည်မှာ HND နဲ့နဲ့တက်ထားပြီးတော့ UK မှာတနေ့ထဲနဲ့ကြောင်းလာတက်ဖို့စဉ်းစားနေတဲ့သူတွေရှိလားကဲအဲဆိုစားရရအခုမြန်မာနိုင်ငံမှာရှိရဲ့ international school တွေကနေယူထားတဲ့ diploma မှန်နေမြပြီးသွားပြီအခု September intake ကိုလည်းရအောင်လာကျင်နေဆိုလို့ရှိရင်တော့ရွေးတဲ့အကြောင်းတရားဝဲရှိပါတယ်။တည်င်းကောင်းပါ။ Just kidding ဆရာပါ ဒါပေမဲ့ကိုကအခုမှ HNT ပြီးထားတယ်အဲ then HNT ရဲ့ certificate ရဖို့က၄၅၆လ maybe တစ်နှစ်စောင့်ရမယ်ပေါ့နော်ဖြစ်စဉ်ကနေပြီးတော့စောင့်ရမယ်ဆိုလို့ရှိရင်တော့အဲ့ဒီကျောင်းရဲ့ official transcript တွေမပါဘဲနဲ့ကိုဟိုမြန်မာနိုင်ငံကကျောင်းကနေပြီးတော့ပဲဒီအောင်ချောင်းပေါ့နော်အောင်ချောင်း transcript နဲ့ရှောက်ရတဲ့ကျောင်းကတော့ Saint Helen's ကျောင်းပဲ University of Saint Helen's ဆိုတဲ့ကျောင်းပဲရှိပါတယ်။ University of Saint Helen's ကအခုက ကိုရီးယားလာတက်မှာဒါ finally year top year လာတက်ကြမှာဆိုလို့ရှိရင်တော့အဓိက ကတော့စတင်တာကောင်းလားဆိုကောင်းတယ်ဒါပေမဲ့အရင်ကကိုယ်ရဲ့နှစ်နှစ်တောင်မှမြန်မာနိုင်ငံမှာတင်ခဲ့ပြီးသွားဖြစ်တဲ့အတွက်ဒီတစ်နှစ်ကလုံးဝ advance ပေါ့နော် advance ဆိုရတဲ့အတွက်ကြောင့်မို့အသေးစိတ်ဘာမှပြန်မသိဘူးကိုနားမနေကိုကိုပြန်လို့ရတာမျိုးရှိရှိတယ်။ဥမာ UI ဆိုလို့ရှိရင်ဒါကမြန်မာနိုင်ငံမှာယူခဲ့တာက software engineering ပဲ။ဒီမှာယူတာက computer system engineering ဖြစ်တဲ့အတွက် cyber security တို့ဘာလို့တင်ရတယ်ဆိုလို့ရှိရင်ဟိုမှာဟိုအခြေခံတော့ကိုတော်မှာကိုစိတ်ဝင်စားတော့နည်းနည်းပဲ လိလာခဲ့ရတယ်ဒီမှာကျတော့ပြန်ပြီးရောလိလာတာမျိုးတွေရှိရပေါ့နော်အဲ့တော့စာတင်နာကောင်းလားဆိုကောင်းတဲ့ဆရာကြီးလည်းဂရုစိုက်ကြတယ်ပြီးတော့ facilities facilities ကလည်းစုံတယ်ဟို library ဘာညာ cafe တူတူပြီးတော့ events day ပြီးရင် every week ကဟိုမှာအင်္ဂါနေ့လိုမျိုးဆိုလို့ရှိရင် like pizza night တို့ and then ပြီးတော့ဘာလည်းမရှိသေးရလိုက်ကြာတာ reason အဲ့လို well being walk ဆိုပြီးတော့အဲ့လိုလမ်းတူတူရှောက်ကြတာပင်လယ်တွေတွားကြတာမျိုးရှိတယ်ပေါ့နော်ဟို facility တွေအကြောင်း activity တွေကတော့ကိုပိုင်ပါတယ်လို့ဒီမှာရှိရယ် support ရှိတယ် and then school clubs တွေရှိရယ်အာအစုံမဲ့ badminton desk dancing like game club fitness club and then ကျောင်းမှချင်းလည်းရှိရပေါ့เนาะအဲ့တော့ပြောရမယ်ဆိုရင် facilities ကတော့တော်တော်လေးကိုစုံနေ ကဲဆိုရင် University of Sanaa လောက်ရှောက်ဖို့အတွက်ဘာလို့အမလဲဆိုရင်အဓိကလိုရတာကတော့ဒီကအားလုံးကြောင်းရှောက်နေကြတိုင်းမယ် IELTS လို့မယ် personal statement နေလို့မယ်ပြီးတော့ကြောင်းရှောက်ဖို့ offer letter မြန်ကြီး guest ဆိုတာရှိ guest ရှိပေါ့နော် CS ရှောက်ရတာရှိတယ်ဒါရောအဓိကလိုအပ်တာပေါ့နော် ဟိုအခုရေကပြင်ဆင်ခြင်းမီဆိုလို့ရှိရင်တော့ September intake မီဖို့အခုရေကပြင်ဆင်ခြင်းမီဆိုလို့ရှိရင်တော့အဓိကအခု IELTS ဖြေထားရမယ်ဒါပေမဲ့တချို့ IELTS မဖြေရဲနဲ့ကြောင်းလျှောက်ပြီးတော့မှဒီ University of Sunderland ကနေဖြေရတဲ့ English စာ Summer World လို့မျိုးဟာဖြေကြတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့ visa ကိုပို့ပြီးတော့ Secure ဖြစ်စေခြင်းနဲ့ဆိုလို့ရှိရင်တော့ IELTS နဲ့ရှိထားတာကတော့ပိုကောင်းတယ် အဲ့ဆို IELTS လို့မယ်ပြီးရင်အခုတည်းက TB test အဲ့ဒါရွာတော်က Victoria ဆေးရုံမှာ Victoria Hospital မှာစစ်ကားတယ်အဲ့ဒါ around 4သိန်းလောက်အဲ့ရောတော့4သိန်းပေါ့နော်အခုတော့မသိဘူးသူတို့ဈေး5သိန်းကျော်တော့ဖြစ်ပြီထင်တယ်အဲအဲ့ဒီ TB test စစ်ထားရမယ်အဲ့ဟာလည်းရှောက်ခံနေရင်လူများတဲ့အတွက်အခုတည်းကကြိုး book လုပ်ပြီးတော့စစ်ထားတာပိုကောင်းတယ်အဲ TB test ဆိုတဲ့ IELTS လို့ရပြီးတော့ personal statement ပြင်ထားရမယ် personal statement ကကြတော့ကိုဘာလို့ဒီကျောင်းလျှောက်ချင်တာလဲဘာလို့ဒီ major ကိုရွေးချယ်ရတာလဲဆိုတော့ personal statement ညီလို့မယ်ပေါ့เนาะနောက်တစ်ခုကတော့ bank statement bank statement ကကြတော့ဟို September အမိလျှောက်မှဖြစ်တဲ့အတွက်အခုတည်းကထည့်ထားတယ်မိ तू ကအနည်းဆုံး3လဟိုမှာဒီကျောင်းလားကကအခုကျောင်းလားကကတော့ပေါင်1400ပေါ့เนาะအဲ့ဒါကိုမြန်မာငွေနဲ့တွက်ပြီးတော့အဲ့ဒီဟာရဲ့ plus 3လစာအဲ့ဒီ6လစာချာ expense ပေါ့နော်အဲ့ allow ပေါ့နော်အမှမြန်မာငွေဆိုရင်3000လောက်တော့ bank statement နဲ့မှာထည့်ထားဖို့လိုပြီပေါ့နော်ဒါက3လစာထည့်ထားမယ် bank statement ပြီးတော့နောက်တစ်ခုတည်ပြီးချင်တာ bank statement ကို agent အနေနဲ့မလုပ်ပါနဲ့ဟိုအစစ်အမှန်လုပ်ပါပေါ့နော်ဘာလို့ဆိုအခုနောက်ပိုင်း visa နည်းနည်းလေးကြက်လာတဲ့အချိန်မှာကိုကတကယ်လို့အဲ့ဒီ document အအတူလောက်တာ fraud အနေနဲ့မိသွားတယ်ဆိုလို့ရှင်ဒါ UK ကနေပြီးတော့ feature ဆယ်နှစ် ban နဲ့ပေါ့နော်အဲ့တော့အဲ့ဒါကြီးမဖြစ်အောင်လို့တက်နိုင်နေမြကို feature နဲ့ကို bank statement နဲ့ကိုလောက်တာတော့အားပေးပါတယ် bank statement လောက်ကမယ်ပြီးတော့လိုအပ်တဲ့ document တွေကတော့အများကြီးပဲပေါ့နော်ဒါတွေကိုချပြီးတော့ comment မှာရေးပေးထားမယ် အဲလူအပ်တာတွေအောင်မအိမ်တော်စုဆက်ရင်းတို့ဥမာကိုမိသားစုကစီးပွားရေးလုပ်တာဆိုစီးပွားရေးရဲ့ဥမာအခွန်နေဒါတွေရှိမယ်ပြီးလို့ရှိရင်ဥမာကိုမိသားစုကဥမာဝန်ထမ်းဆိုရင်ဒါဝန်ထမ်းရဲ့ pay slips တွေဒါတွေကို notary ပြန်ရမှာ၄အစုံပေါ့နော်ဒါတွေတော့လိုအပ်သေးတယ်အဲ့ဒါကိုသိချာ document ကိုတိချပြင်ဆင်ခြင်းနဲ့ကိုဟောက်ကိုလောအောင်မှကျင်းခဲ့မှာဆိုရဲဆိုတော့ဒါ agent နေစီတော့ပေါ့နော်ဒါပေမဲ့ UR ဘယ် agent နဲ့လာခဲ့ရလဲဆိုရင် EVS ဆိုရဲ agent နဲ့လာခဲ့တယ်ဒါက agent fee တပြားမှပေးကြမလို့ကိုပေးရမယ်ចောင်းသားက visa ကြေးတွေပဲပေးတာဒါ EVS ကဒီចောင်းသားတွေဘက်ကိုကြတော့ free နဲ့လုပ်ပေးတာမို့လို့အာအဆင်ပြေရပေါ့နော် UR က EVS ဆိုရဲ agent နဲ့လာခဲ့တယ် University of Sanalen ကို ါကအကြောင်းလျှောက်တဲ့အပိုင်းပေါ့နော်။ကြောင်းလျှောက်ပြီးတော့ offer letter ကြာပြီ visa လည်းကြာပြီဆိုရင်ဘာလုပ်ရမလဲဆိုရင် accommodation ရှာရမယ်။ accommodation ဆိုတော့နေစရာနေစရာကဒီမှာ ကကြိုပြီးတော့ book ထားတာကောင်းတယ်ဘာလို့လဲဆိုရင်ညီမ booking ညီမဒီဟာတွေကိုရှာလို့ရှင်တော့လူပြည့်သွားတာတော့များရေပေါ့နော်ရွာတော့တပတ်လို့နှစ်ပတ်လောက်ထိကိုမရသေးဘူးဒီလာဖို့တပတ်လို့နှစ်ပတ်လောက်ထိကိုနေစရာမရသေးလို့မနေရှာခဲ့ရတယ်အဲ့တော့ ဒီအကြောင်း accommodation ညာဖြစ်ရဲဆိုအကြောင်း accommodation ရှိရဲအပြင်က student accommodation တွေရှိရဲပြီးတော့ URO ဆိုရင်အခု house share နေရဲပေါ့နော် house share ဆိုတာအိမ်တအိမ်ယူနှုန်းကိုဟိုတငယ်ချင်း၄ယောက်စုငါပြီးတော့ဒီမှာအတူတူနေကြရဲအဲ့လိုမျိုးရှိရဲပေါ့နော်အဲ့ဒါကတော့ကိုရွေးချယ်တဲ့အခန်းမမူတည်ပြီးတော့ accommodations ကကြရဲဥမာကို student accommodation မှာ studio လိုမျိုးဟို kitchen ညော bedroom ညောကိုခန့်နေမှာအကုန်ပါဆိုတာ600 900နဲ့600 ပေါင်ချားလောက်မှရှိတယ် URL ကြတော့ဒါ bedroom နေ kitchen နေတကယ်ချင်းနေ share သုံးတယ်ဒီလို house share နေတာဖြစ်တဲ့အတွက်450ပေါင်450လောက်ပဲကြာတယ်ဆိုတော့ဒါနည်းနည်းလေးလျှော့ပြီးတက်တာရယ်ပေါ့နော်ဒါကတော့ accommodation ပြီးတော့ဒီရောက်ပြီးတော့ဘယ်လိုလဲဆိုတော့ transportation တွေပါရှိဘယ်လိုရှိလဲဆိုတော့ဒီမှာတော့တော်တော်များများအောင်မှာကြောင်းသားအတန်း27နှစ်အောက်ဆိုလို့ရှင်တော့ဒါကမခီး ဘက်ဂါစီယံဂျပန်ပြီးလို့ရှိရင်ကျောင်းသွားအရင်နေကျောင်းသွားတာဆိုရင်ကျတော့ကိုယ့်ရဲ့ student card ပြလိုက်လို့ရှိရင်ဒါ free CR best တွေလည်းရှိတယ်ပေါ့နော်ဒါကတော့ transportation transportation အပိုင်းပြီးတော့အာအလုပ်ပေါ့နော်အားလုံးသိချင်ကြတာအဓိကအလုပ်အလုပ်ကဘယ်လိုရှိလဲမ ဒီစင်စာတိကမီလာဆိုတော့အလုံးပထမဆက်ရှင်ရောက်တော့အလုံးတည်းရတော့အကုန်လုံးဝိုင်းရှာကြတဲ့အချိန်မျိုးမှာဆိုရင်တော့အလုံးကလည်းနည်းနည်းအလိုကိုယ့်ရဲ့ကံမုံမူတည်ရကွာဟိုမှာ US ဆိုအခု100လောက်ရောက်တယ်မရဘူးလုံအောင်လုံဝဲအကင်မဲ့3လ3လောက်နေရတယ်ဒါပေမဲ့တချို့တငယ်ချင်းတွေကြာလဲ10ခု15ခုလောက်ရောက်တယ်ဒါပေမဲ့ရောက်သွားတယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ရှိရဲအလုံးကကြတော့ အာသူက minimum wage တစ်နာရီကို12ပေါင်ရတယ်12ပေါင်ဆိုတော့ထားပါအောင်တစ်ပတ်ကို9.20အနေဆုံးတော့လုပ်လို့ရတယ်လीအဲ့တော့9.20လုပ်တယ်ဆိုရင်စက်24ပေါင်140ဒါပေမဲ့ထားအောင်ပေါင်140အပြည့်မရအောင်မ9.20ပြည့်မရအောင်ဆိုထားပါအောင်ပေါင်200တပတ်ကိုပေါင်းနေရကွာတလောက်ပေါင်း800လောက်ဆိုတော့ဒီဈေးကမှတလောက်ကို450ယူလာဆိုအဲ့တော့ ကာမီရဲ့နေစင်းတဲ့စာစီကတော့ကာမီရဲ့ဒါပေမဲ့ဆက်ဆရောက်ချင်မှာအလုံးရလာမရလာမသေးချာဖြစ်တဲ့အတွက် expense ကို3လစာဒါမှမဟုတ်6လစာလောက်တော့ဟိုယူလာဖို့အကြံပေးရပေါ့နော်အဲ့ဒါတော့အလုံးအလုံးရှာတာကတော့ခုနပြောလိုပဲ everything depends on your luck အလိုပဲဒီမှာပြီးတော့ဟိုကိုယ့်ရဲ့အတိပေါ့နော်ကိုတိရဲ့လူများရဲ့ကိုအတိအဒီဆိုင်မှာလုပ်နေဆိုတော့သူကနေ referee ပေးကြတာတော့ဘာလို့ဆိုတော့အလုံးရတာပို့ပြီးတော့ တွေ့ကူတယ်ပေါ့ကဲအလုပ်ပြီးသွားပြီ transportation အလုပ်ကြောင်းလျှောက်တာပြီး accommodation ပြီးပြီးအဲ့ဒါအလုပ်လျှောက်တာတွေပါပြီးသွားပြီးဆိုတော့ကြောင်းကရောအဆင်ပြေလားဆိုတာလည်းပြောပြီးသွားပြီပေါ့နော်အဲ့တော့အကုန်လုံးကတော့သူဟာနဲ့သူအဆင်ပြေရဲ့အရင်ဟိုဖြစ်ရတာတော့မရှိဘူးပေါ့နော်အဲ့တော့ဒီဗီဒီယိုကအရင်အချက်အလက် information အရင်များနေရတော့တည်တယ်အဲ့တော့ ဘယ်လိုဖြစ်လဲဆိုတော့မင်းချင်းနိုင်ရရှိ ပြောရွာလေအရင်မြန်နေပေါ့နော်အဲ့တော့မင်းချင်းနိုင်ရရှိရဆိုလို့ရှိရင်ဟိုမှာ comment မှာဖြစ်ဖြစ် like CB မှာဖြစ်ဖြစ်လာမိလို့ရရဲ့အားလုံးပြောပြပေးမယ်၊ကုညီပေးမယ်။ And then ဒီ channel link ကိုလာဖို့ရွေးချယ်ထားတယ်။ရောက်လာပြီးတော့လာကြုံမဲ့လို့မရှိဘူးဆိုရင်လည်းဆက်သွယ်လို့ရရဲ့။အားလုံးကုညီပေးဖို့အတင်မှာပေးပေါ့နော်။ကုညီပါရစေပေါ့။အဲ့တော့ဒီနေ့ vlog for Lim, hopefully, like the information sharing session to love Barbie. Bye bye.